မင်္ဂလာပါဗျပါတီဆုံးဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ဆိုပြီးတော့ဒီဇင်မာလာအတွင်းမှာရွေးကောက်ပွဲကျင်းပဖို့အတွက်ပြည်သူတွေအနေနဲ့တတတအားပါဝင်ကြဖို့ဆိုပြီးတော့ကျွန်တော်တို့စက္ကစအုတ်ရှောက်မအလာရတော့တောက်လျှောက်ကို ပြောနေတာပဲမင်္ဂလာရှိတဲ့ကျွန်တော်တို့မြန်မာနှစ်ဆန်းတရက်နေ့မှာမင်္ဂလာမရှိတဲ့အရာတွေကိုဒီလိုတကြံကာလာကြီးမှာတော့မှအမျိုးစုံနဲ့ ပြည်သူအပေါ်ကိုတက်ဖြတ်လူထုကိုကိုစားမပြုတဲ့စစ်ဆိုးရသို့မဟုတ်မအားလာပေါ့အဲဒီရက်မှာပဲကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေရနေအကျဉ်းသားတွေပြန်လှုပ်ပေးတယ်ဒါကတော့ဟိုပြည်သူလူထုအပေါ်စာနာတယ်အမိန့်ချခံရတဲ့ထောင်သားတွေပေါ်စာနာတယ်ဆိုတော့အရာမျိုးကိုနိုင်ငံတကာပုံရိပ်မှာမြင်စေခြင်းတဲ့ပုံစံမျိုးပေါ့ အဲ့ဒီအတွက်မြန်မာတနင်္ဂနွေလုံးမှာအကျဉ်းသူအကျဉ်းသား4863ဦးနဲ့နိုင်ငံခြားသား73ဦးနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ73ဦးပဲဒီလွတ်ပြီးတယ်ပေါ့တကယ်တမ်းပြောမယ်ဆိုရင်နိုင်ကျင်းအကျဉ်းသားဟာ900ခန့်လုံးအောက်မှာပဲရှိတယ်ကျွန်တော်ဒီလိုမျိုးပုံရိပ်မျိုးတွေနဲ့လွတ်ပြေးလိုက်တဲ့လူဒီကာရောလူကောင်းသူကောင်းတွေလားဆိုတော့ ဒါကျွန်တော်88နောက်ပိုင်းမှာအများကြီးတွေ့ကြုံရတဲ့အရာတွေအများကြီးရှိတယ်88နောက်ပိုင်းမှာထွက်လာတဲ့ခိုးဆိုးလှုပ်နှိုက်ဆိုတဲ့လူတွေဟာသူတို့ရဲ့အခန်းကဏ္ဍအဆက်ကဆရဲ့လက်အောက်မှာနေပြီးတော့အခန်းကဏ္ဍအလိုက်နေရာစုံမှာတာဝန်ထမ်းဆောင်ပြီးတော့ပြည်သူကိုအကြောက်ကြရနဲ့ထပ်အုပ်ချုပ်တဲ့လူတွေပဲဖြစ်နေတယ်ဒါအာနာရှင်စနစ်ဆိုးကိုတည်မြဲအောင် လုပ်နေတာပဲကျွန်တော်တို့ခါတကြံကာလခါကြီးရက်ကြီးတွေမှာဒီထက်ဆိုးတဲ့အရာတွေကိုအပြစ်ခတ်ရက်စဲပါတယ်ဆိုအေဘလတ်နှစ်ရက်နေရတယ် 22ရက်နေ့ဆိုပြီးရက်နေ့ဆိုပြီးကြေညာထားတဲ့မဟာလာတော့ကရင်ပြည်နယ်ကြုံတိုးမြို့ကန်းနီနဲ့တရတော်ကြေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်လို့ရက်သားပြည်သူ15ဦးခန့်ဒေဆုံးပြီးတော့ရဟန်းတန်က10ပါပြည်သူ30ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်စင်တက်ကြေးရွာကိုဘုံကျဲလို့ပြည်သူ2ဦးဒေဆုံးတယ်။အဲ့ဒီလိုပဲအဲ့ဒီအချိန်တိုင်းညဘက်အချိန်မှာပဲချင်းပြည်နယ်မှာမင်းတက်မြို့ကိုလည်းဘုံကျဲတိုက်ခိုက်တယ်။နောက်တစ်ခု TNL တိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့အရှိတ် ကဆုတ်ကြီးွာကိုစကဆကဘုံကျဲတိုက်ခိုက်လို့ထိခိုက်တံရရရှိမှုတရင်ကိုတော့တင်းနယ်လေရထုတ်ပြန်ထားခြင်းမရှိသေးပါဘူးဗျငါတို့တောင်ကျိုဘယ်တော့မှမပြိုရဘူးဆိုတော့စိတ်တဲ့အတီတောင်ကျိုတိုက်ရင်နဲ့ပကဖဗကိုးတိုင်းတဲမှာရှိတဲ့တောင်ကျိုတိုက်ရင်နဲ့ပကဖပကဖတွေကဗကိုးတိုင်းဝေါ်မြို့နဲ့လက်ပံရွာမှာကင်းချထားတဲ့စစ်သားဂိတ်ကိုတိုက်ခိုက်လို့စစ်သားတအူးတည်ပြီးတော့တအူးထိခိုက်တံရရရှိတယ်လို့ကျွန်တော်သိထားတယ် အဲ့ဒီအထဲမှာပဲကျွန်တော်စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းတစ်စိတ်ကြီးရွာစေကန်းကို ပေါင်900ဘုံနဲ့ကျဲတို့ကလေးတူးနဲ့ကလေးတူးနဲ့ပြည်သူ၄ဦးတည်တယ်တို့ပြည်သူအစီကံတားလိုက်ရတူးကနေရန်ကုန်ခေတ်တက်ကိုပြောထားတဲ့တရင်ကိုလည်းကျွန်တော်ရရှိထားတဲ့မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကြောင်းထိုးဖို့ရောက်ရှိလာတဲ့စက္ကစတပ်သားတွေမိုင်း၁၀လုံးတဲ့မနေနင်းပြီလို့ ထွက်ပြေးလွတ်မြောက်သွားတယ်ထွက်ပြေးလွတ်မြောက်သွားတဲ့အထဲမှာမှတက်သားတစ်ဖူအေးကိုတော့အဲ့ဒီမှာရှိတဲ့ပကပကတော့ထိမ့်သိမ်းဆော့ရှော့တာတယ်နောက်တစ်ခုပဲတင်းနိုင်တိုင်းဘုတ်ပြင်းမြုံနယ်တောင်ငယ်ကြီးရအခြေစိုက်ပြူစော်ဒီစခန်းကိုတင်းနိုင်တိုင်းပကပကဝင်ရောက်တိုက်ခိုက်တဲ့အတွက်ပြူစော်ဒီခေါင်းဆောင်ထေဝင်းတည်ပြီးတော့လက်နက်10လက်နဲ့တူအခြားခရင်လက်နက်ပစ္စည်းတွေကိုလည်းတင်းသိရမယ်လို့တင်းသိရမိတယ်လို့တတိယမှာကြေညာထားလိုက်ပြန်နော်ကျွန်တော်တို့ ဒီလိုခစ်ဆိုးခစ်ပြက်ဖြစ်နေတဲ့အချိန်မျိုးမှာတဘာဝဘေးအန္တရာယ်ဖြစ်နေရင်းနဲ့သူပြစ်ကိုပြစ်ရှိနေတဲ့အချိန်ခါမှာကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့နီးရာဓာတ်ကိုတွေးထားဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်နေဗျအဲ့ဒီလိုပဲစက္ကစလက်နဲ့အင်အားရှိတယ်ငွေအင်အားရှိတယ်အခုသူတို့လိုက်ဖားရပြီးတော့ကတ်တွယ်ထားတဲ့ ရုရှားတို့တရုတ်တို့ဘီလာရုစ်တို့အခုမလေးရှားဝင်ကြီးချုပ်တို့တို့ထိုင်းမှာပါလာပြီဒီတို့အနေအထားမျိုးတွေရှိတဲ့ချိန်မှာသူတို့မှာလူရင်အားကလုံးဝမရှိတော့ဘူးလူရင်အားမရှိတဲ့အတွက်ရန်ကုန်အင်းစိန်မြို့နယ်ကခရက်ကွက်မှာစစ်မှုထမ်းမလားစစ်မှုထမ်းမလားပတ်စံပေးမလားဆိုပြီးတော့တအိမ်တောင်ကိုလာစဉ်9000ကောက်တယ်အဲ့ဒီတို့ပဲပဲခူးတိုင်းဂျိုးပင်ကောက်တာယာဝတီမကွေးတိုင်းမင်းဘူးဒီလိုနေရာမျိုးတွေမှာစစ်တပ်နဲ့ ယူဇော်ဒီတွေပေါင်းပြီးတော့ပြီးခဲ့တဲ့ရက်ကပဲလူငယ်20ခန့်ပေါ်တာဆွဲခံထားရတယ်။ဒီလိုမျိုးနိုင်ငံအတွင်းမှာတဘာဝဘေးဖြစ်လိုက်စစ်ဘေးဖြစ်လိုက်အချိန်ပြည့်ဘုံကျဲတိုက်ခိုက်လို့ပြည်သူဟာအတိတ်ဒုက္ခရောက်နေတဲ့အချိန်ခါမျိုးရောက်နေကြတော့မှဘတော်မှငဲ့ကွက်ခြင်းမရှိတဲ့အာနာရှင်စနစ်ဆိုးကိုကျွန်တော်တို့ကစနစ်တကျအမြင့်ချိုးဖို့ဆိုရင်စိတ်ဓာတ်တွေကခိုင်မာဖို့လိုတယ်ဗျ။ယုံကြည်ချက်တွေရှိဖို့လိုတယ် ဒီလိုယုံကြည်ချက်တွေကဘာကြောင့်ပျောက်သွားတယ်ဆိုရင်ကျွန်တော်တို့အခု27တော်လိုင်းကြီးစားတဲ့အချိန်မှာထောက်ဖို့လုံနေတဲ့လူတွေတချို့ပျောက်သွားတယ်လူတွေအများကြီးရှိတယ်။အရင်နဲ့နာတယ်ဘာကြောင့်လဲကျွန်တော်တွေးကြတဲ့အချက်တွေတော့ရှိရဲ့ဗျာ။ဆက်ကဆက်က6နှံလို့လားမိမိနဲ့တီးတဲ့မိသားစုတွေကိုတွားပြီးဒုက္ခပေးလို့လားမဟုတ်ဘူးဗျာ။ဘာကြောင့်သူတို့ရက်သွားတယ်လဲကျွန်တော်တို့ဆက်ကဆက်ကိုတွန်းလှန်နေတယ်ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လှုပ်ဆောင်ချက်တွေအားနည်းနေလို့လား။ဘာကြောင့်ဘာကြောင့်လဲ။နောက်တစ်ခုထိုင်းနိုင်ငံအတွဲမှာဆိုရင်အလှခံလို့ရတဲ့အဆင့်တော့မရှိတော့ဘူး။ဒီအရာတွေကိုထိုင်းအစိုးရကလုတ်တာလားဆိုတော့ပြောလို့မရဘူး။ဘသူကလုတ်တာလဲ။ကိုယ်နိုင်ငံသားတွေကပဲကိုယ်နိုင်ငံအတွက်လုပ်နေတဲ့လူတွေအခွင့်အရေးရအောင်တပတ်တလန်းကငွေရှာပေးနေတဲ့လူတွေလမ်းပေါ်ထွက်ပြီးအလှခံလို့မရအောင်လုတ်တာကကိုယ်နိုင်ငံသားတွေပဲဖြစ်နေတယ်။ ျွန်တော်တို့ဒီမိုကရေစီတော့လိုချင်တယ်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့အဓိက အမေစုတက်တဲ့အချိန်ခါတုန်းကပြောခဲ့တဲ့လုပ်ခဲ့တဲ့အရာရှိတယ်တန်ရှင်ရေးတဲ့စီကံပိုင်းဆိုင်ရာတွေမှာ အားနည်းတယ်လို့ပဲအတိညာဘဟုတုတပိုင်းဆိုင်ရာတွေမှာလည်းခြွန်ယွင်းနေတဲ့အတွက်ခလုတ်ထိမှအမိတဆိုတဲ့ပုံစံမျိုးတွေတော့မရှိတော့ဘူးဘလို့ပုံစံမျိုးတွေမရှိလဲဆိုတော့အာအချိန်ကြာတော့လေပြီးသွားမှာပါ ဒီကိစ္စကြီးကအချိန်ကြာလဲပြီးသွားမှာပါဆိုပြီးတော့ခွင့်ကြကြတယ်ကျွန်တော်တို့အာနာရှင်စနစ်ဆိုးကဆက်လက်ပြီးတော့တည်ငဲနေမယ်ဆိုရင်ကျွတ်တို့ခမရတို့မြန်မာနိုင်ငံကိုပြန်ဖို့မပြောနဲ့မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့လူတွေကအစစနစ်တကျနဲ့စစ်ဖက်နဲ့အောက်ကိုရောက်ပြီးကျွန်းဆက်သွင်းခံရပြီးတော့လူတိုင်းရရှိတဲ့လူအခွင့်ရေးပါဆုံးရှုံးတဲ့အနေအထားမျိုးတွေကိုရောက်ရှိနေပြီဒီလိုနေထားမျိုးတွေကနေရုံထွက်ဖို့အတွက်ခုနကကျွန်တော်တို့ပြောတဲ့ အရေးကြီးပြီဆိုပြီးလက်သုံးချောင်းထောင်ပြီးထွက်လာတဲ့လူတွေမြေတားရက်ခံကျင်တာတိတ်ညီလက်ညီနဲ့အလှခံလို့မရဘူးဆိုရင်တော့မှနီးစက်ရပုံစံမျိုးတွေနဲ့ထိရောက်တဲ့အရာတွေနဲ့လှုပ်ဆဲခြင်းနဲ့ကျွန်တော်တို့အစိုးရတရက်ကလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ brighter အဖွဲ့ပဲဖြစ်ဖြစ်ထောက်ဖို့အဖွဲ့တွေပဲဖြစ်စူးစီးတဲ့ပုံစံမျိုးတွေနဲ့လှုပ်ဆဲခြင်းနဲ့ပြည်သူကအမှန်တိုင်းပြောမယ်ဆိုရင်ပင်ပန်းနွမ်းနေတဲ့အဆင့်ကိုရောက်ပြီးတော့ စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့တောင်ခက်ခဲတဲ့အနေအထားမျိုးတွေရောက်နေပြီဒီလိုအနေအထားမျိုးတွေမှာကျွန်တော်တို့ဥတီချတဲ့တအူးအစိုးရရဲ့လုံဆောင်ချက်တွေကကျွန်တော်အမြင်ပြောရရင် statement ထုတ်စာထုတ်ဝန်းနေပါတယ်တနာပါတယ်ဆိုတာတဲ့ဤအောင်လက်နက်ကင်အဖွဲ့ကြီးနဲ့ PDF local PDF ပဲဖြစ်ဖြစ်အာနာရှင်ကိုတွန်းလှန်နေတဲ့ဘယ်အဖွဲ့ကြီးကိုမဆိုစီလုံးညင်ညွတ်စွာနဲ့စီယုံတိမ့်သွင်းပြီးတော့ကျွန်တော်တအူးအစိုးရကျွေးကြော်ထားတဲ့2025 ပြီးတာနဲ့အာနာရှင်စနစ်ဆိုတခါတည်းအမြစ်ကိုချိုးပြီးတော့ပွဲသိမ်းရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကဖြစ်စေချင်တာ။ဘာကြောင့်မဖြစ်တာလဲ။ကျွန်တော်တို့စိတ်ဓာတ်တွေခိုင်မာမှုမရှိဘူး၊ယုံကြည်ချက်တွေမရှိဘူး။ထမင်းတခါတနတ်ငတ်တာကိုဘဝကြီးထင်နေကြတယ်။ထမင်းတခါတနတ်ငတ်လို့ဘဝကြီးလို့မထင်ပါနဲ့။အာနာရှင်စနစ်သာဆက်ပြီးအုပ်ချုပ်နေပြီ။ကျွန်တော်တို့ကဘဝကြီးဆိုတဲ့အရာမရှိတော့ဘူး။ ျွန်တော်တို့အခုပြောနေတဲ့မြန်မာစကားကိုပြောနေမြန်မာနိုင်ငံရဲ့မြေပုံတော်မှာအာနာရှင်လူတစုကဘာသာတစ်မျိုးနဲ့တောင်ပြောင်းပြီးတော့အာနာရှင်နိုင်ငံဆိုပြီးတည်ထောင်မဲ့အနေအထားမျိုးလက်ရှိရောက်နေလူအင်အားချို့တဲ့နေတဲ့စက္ကဆာကနေရာပေါင်းစုံကနေပေါ်တာတွေဆွဲတယ်အမျိုးစုံတွေစစ်သားစုဆောင်ရေးတွေလုပ်နေတယ်ဒီလိုလုပ်နေတဲ့အနေအထားမျိုးမှာလည်းကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့အနေအထိုင်အသွာလာလေးဆင်ပြင်ပြီးတော့စိတ်ကြက်လေးတွေ တချို့နေရာတွေမှာပြင်ပြေးနေကြတယ်။အားကြတာတခုရှိတယ်။အမေရိကန်ကိုဗီယက်နမ်ဝင်တိုက်တဲ့အချိန်တုန်းကဗီယက်နမ်နိုင်ငံသားတွေအမေရိကန်အပေါ်မှာထားတဲ့စိတ်အဲ့လိုစိတ်သက်မျိုးလေးတွေထားမှကျွန်တော်တို့နိုင်ငံဟာအာနာရှင်စနစ်အောက်ကလွတ်မြောက်မှာပဲ။ဒီအာနာရှင်စနစ်သက်ဆိုးရှင်နေတဲ့မြတ်ကာလပတ်လုံးအဆင်မပြေဘူး။အဲ့တော့အားတက်စရာတို့အားရှိစရာတို့အနေနဲ့ပြောမယ်ဆိုရင်ဟုတ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကျင်းထားတဲ့နိုင်ငံအတွင်းမှာရှိတဲ့၄ပုံပုံ တပုံလောက်ပဲစကစကကိုစိုးနိုင်နေနေရရှိတယ်။ဒါဆိုရင်ဘာကြောင့်ဒီပွဲကမပြီးသေးတာလဲ။ကိုမင်းကိုနိုင်ပြောခဲ့တဲ့စကားတော့အမြင့်ကအမြင့်အကိုင်းကအကိုင်းအခက်ကအခက်အတီးရတီးအယောကအယောသူနေရာနဲ့သူလောက်ရမဲ့အရာတွေမှာအစ်စ်နေကြော်ကြော်ပြီးတော့ထင်ပေါ်မှုကြော်စောလိုမှုငွေကြေးရလိုမှုဆိုတော့ချင်းချင်းတရားတွေတက်နေတဲ့အတွက်နောက်တစ်ခုယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့အတွက် ကျွန်တော်ဒီတော်နိုင်ကြီးကကြာနေရောက်တယ်အဲ့ဒါကဗပေါင်းဆောင်မှာရှိတဲ့လူတွေရဲ့စိတ်ဓာတ်နဲ့ကိုကျင်တရားတွေပြင်ဖို့လိုတယ်လို့ကျွန်တော်ဒီနေရာတွေပြောချင်တယ်ငလျင်ဘေးနဲ့ပတ်သက်ပြီးဒီမနက်ပဲမန္တလေးမှာပြင်အား၄.၆အဆင့်ရှိတဲ့ငလျင်ထပ်လုပ်သွားတယ်အခုထပ်ပြီးတော့ကျင်ညာထားတာရရှိတယ်ငလျင်ဘေးဟာငလျင်ဟာတောက်လျှောက်လှုပ်နေတော့မယ်ဒီလိုတောက်လျှောက်လှုပ်နေတဲ့သဘာဝဘေးဒဏ်ငလျင်ကြောင့်ပြည်သူတွေစိုးရိမ်လွန့်ထိတ်လန့်နေရတာတမျိုးအာနာရှင်လူစုရဲ့ လက်ပါးစီဖြစ်တဲ့ပြူတွေရဲတွေစစ်တပ်ကလူတွေဒီလိုလူတွေကပြည်သူတွေအပေါ်မှာငွေကြေးတွေတောင်းခံတယ်နောက်ဆုံးအဆင့်ဗျာသူတို့ငွေကြေးရရင်ပြီးရောသူတို့အခွင့်အရေးရရင်ပြီးရောဆိုတဲ့ပုံစံမျိုးတွေနဲ့လက်ညှိုးထိုးပြီးတော့မှ PDF ကိုထောက်ပံ့ပါတယ်ဆိုပြီးကလင်ကကြီးလုတ်တဲ့နည်းတွေနဲ့အမျိုးစုံထုတ်လာတယ်ဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာအာနာရှင်စနစ်အောင်မှာကျွန်တော်တိတိတော့ လူစန်းသား၃ရက်ပေါ်ထွက်လာတယ်။ဆယ်တန်းအောင်တဲ့အချိန်မှာအမတ်အများကြီးညက်အောင်တဲ့လူကပညာရှင်အဖြစ်နဲ့လိုက်တိုင်းရောက်သွားတယ်။ဆရာဝန်တို့အင်ဂျင်နီယာတို့အောင်မတ်ကိုကတ်တီလေးနဲ့အောင်လာတဲ့လူကကျွန်တော်တို့ထုံးစံတိုင်းမှာစိန်အေးချောင်းကိုရောက်သွားတယ်။တတိယလူစန်းသားမအောင်တဲ့လူစန်းသားကဘယ်နေရာတွေရောက်လဲဆိုတော့ဘိုးတော်လိုင်းတို့ဘီဒင်လိုင်းတို့နဂရော်လိုင်းတို့အဲ့လိုရောက်သွားတယ်။ဟိုထိတ်ဆုံးကအမြင့် ပညာရေးနဲ့ပတ်သက်ပြီးတော့အမှတ်အများဆုံးရခဲ့တဲ့လူတွေကိုဘယ်သူကအုပ်ချုပ်လဲဆိုတော့စိန်အေးကျောင်းကလူတွေကအာဏာနဲ့အုပ်ချုပ်ထားတယ်။အဲ့ဒီစိန်အေးကျောင်းကအာဏာနဲ့အုပ်ချုပ်ထားတဲ့စိန်အေးကျောင်းကလူတွေကိုခုနကဖျားပုံကြီးနောက်မှာထားပြီးတော့လူတွေကိုကဲတင်နေဆိုတဲ့ဗေဒင်သမားတွေဘိုးတော်တွေနတ်ဆရာတွေကအဲ့ဒီလူရန်သားနှစ်ယောက်ကိုထပ်ပြီးအပေါ်ကနေအုပ်ချုပ်ထားတယ်။ဘာမှလဲမြန်မာနိုင်ငံရဲ့တူတက်ကိုဒီအရာကိုဘယ်သူမှလှုပ်ထားလဲတွေးကြည့် အာနာရှင်ကလောက်တာလေ။ဘာကြောင့်အာနာရှင်ကဒီလိုလွတ်လို့ရတယ်။ကျွန်တော်တို့ပြည်သူတွေကတိတ်ပံပညာတိုးတက်လာတဲ့ခေတ်ကြီးမှာတကယ်လက်တွေ့ကြကြရှိမဲ့အရာဘာသာတရားပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဘာကြောင့်ကျွန်တော်တို့အဲ့ဒီအရာကိုထိုးဖောက်လို့မရတဲ့လေ။အဖြေရှင်းပါလေ။ရေတာခိုးအချောင်လိုက်တဲ့ဤတခုကိုအာနာရှင်လူပစုကသူတို့စနစ်စိုးတည်ငြဲဖို့အဲ့ဒီလူတွေရဲ့ကိုကျင်တရားတွေဇာတိတာတွေပညာရေးအချင်းတွေမှာစနစ်တကျရိုက်ချိုးပလိုက်တယ် ဒီလိုရိုက်ချိုးလိုက်လို့ငါတို့ဖောက်ထွက်လို့ရတယ်ဆိုပြီးတော့27မှာဖောက်ထွက်တဲ့အချိန်25ရောက်နေပြီဘာကြောင့်များဒီလိုစိတ်တက်မျိုးတွေကိုပြန်ပြီးတော့မမွေးဘဲနဲ့ယော့တီယော်ရဲနေနေကြတယ်ဥဆောင်နေတော့ခေါင်းဆောင်တွေရဲ့လုံရက်တွေမှားနေလို့ရပေးဆက်ဖို့တဲ့ရယူဖို့ကိုပဲရှည်တန်းတင်နေတဲ့ခေါင်းဆောင်ကောင်းတွေနေရာတိုင်းမှာရှိတယ် ပညာမတက်ဖဲနဲ့နိုင်ငံရေးလုပ်လို့ရတယ်နိုင်ငံရေးအကြောင်းမသိဘဲနဲ့အာဏာရှင်ကိုတွန်းလှန်လို့ရတယ်ဒါပေမဲ့ဘာကြောင့်အဲ့ဒီလူတွေကတကယ်နေရာတွေကိုရောက်ပြီးတော့တကယ်မှန်မှန်ကန်ကန်တည်တဲ့လူတွေကနောက်မှနေခဲ့ရတယ်ခုနကကျွန်တော်ပြောသလိုပဲလူဒန်းသား၃ရက်မှာအောက်ဆုံးလူဒန်းသားကပညာတတ်တဲ့စိန်အေးအကြောင်းကအာဏာရှင်ကိုအုပ်ချုပ်ထားတဲ့ဆိုတဲ့ကကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အတွေးခေါ်ပိုင်းတွေအရန်ကိုနေကြတယ်ဒီအရာဒီစိတ်သက်ဒီလိုအရာတွေကိုပြင်မှတာလျင်အာဏာရှင်စနစ်ကအမြင့်ပြတ်မှာပါ ဒါကြောင့်ကျွန်တော်တို့တပ်ဦးစိုးရကကြေညာထားတဲ့အချိန်မှာ2025မှာတက်ညီလက်ညီနဲ့ရွက်ကုန်ဖွင့်ပြီးတော့အာဏာရှင်စနစ်ကိုတွန်းလှန်ကြပါလို့မြန်မာရဲ့နှစ်တကူနေ့ဆန်းတရက်နေ့မှာကျွန်တော်ပြောကြလိုပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေအောင်အားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးလူအခွင့်အရေးအပြည့်အဝပြန်လည်ရရှိဖို့အတွက်အန်ကျိတ်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာနေတဲ့လူပဲဖြစ်ဖြစ် တခြားနိုင်ငံမှာနေတဲ့လူပဲဖြစ်ဖြစ်လက်ရှိအချိန်မှာစူးစီးညင်ညွတ်စွာနဲ့ပိုတက်နိုင်တဲ့ဘက်ကနေအာနာရှင်ကိုဆက်လက်တွန်းလှန်ကြပါလို့ပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်အားလုံးကောင်းကောင်းလေးပါဗျာ